เนาะသူတို့ရဲ့ဟိုနင်းမော်ဗျာဟိုရေမန်းချက် vision မော်เนาะအမစ်ရှင်မော်သဘောထားပေါ့เนาะပြည်တော်ဒုတောင်ဝင်အရေးတော်မှာပြည်တော်စုမပြိုကွဲရေးတိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခံရေးလို့ဆိုတာအလကားအမိုက်အစောဘာတစ်ခုမှမหนีဘူးကျွန်တော်တို့ဒီနေ့ဖြစ်ပြနေတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိအခြေအနေနဲ့ အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ live လေးကို မဖွင့်ခင်မှာနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကိုဆုတောင်းပေးတယ်နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးလွတ်ပေးဖို့ကိုလည်းဒီကနေပြီးတော့ကျွန်တော်တောင်းဆိုလိုက်ပါတယ်เนาะအဲ့တော့ကဲ okay. ကျွန်တော်ရဲ့အဖွင့်လေးပြီးတဲ့အခါတော့ဒီနေ့ကျွန်တော် live ကအเจ้าရဖြစ်တဲ့နော်ဒီမဘာသာတွေခေအဆက်ဆက်အလုံးမဖြစ်တဲ့ဒီစစ်ကောင်းဆောင်တစုကိုကြောခိုင်းပြီးတော့ကြောခိုင်းဖို့အချိန်တန်ပြီဆိုတော့အเจ้าရလေးကိုဒီနေ့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်နော်အဲ့တော့ဗျာဟိုဥစ္စာမင်းမော့ ကျွန်တော်တို့မဘာသာဟုတ်လားအမျိုးဘာသာတာသနာလို့ဆိုလိုက်လို့ရှိလို့ရှင်ဒီအမျိုးဘာသာတာသနာလို့ဟုတ်လားဟစ်ကြွေးပြီးတော့အာတက်ကြွစွာလှုပ်ရှားနေကြတဲ့သူတွေရဲ့ရင်ဘက်ကိုကြည်လိုက်လို့ရှိလို့ရှိရင်သူတို့ဟာသူတို့ရဲ့တိုင်းပြည်သူတို့ရဲ့လူမျိုးကိုအာတိုးတက်စေခြင်းနဲ့အာကောင်းစားစေခြင်းနဲ့เนาะအာအစဉ်တန်းအာမြင့်မားစေခြင်းနဲ့သူတို့ရဲ့ ဒီဘာသာသာသနာကိုနော်အာထုံကားစေခြင်းနဲ့သူတို့ဘာသာသာသနာမပြောက်ွယ်သွားရအောင်အာမညှိုးမှိန်သွားရအောင်အတွက်ကိုနော်အဲသူတို့အနေနဲ့ဒါနေဖြစ်စေခြင်းနဲ့ပေါ့နော်အာဒီအတွက်လည်းအာသူတို့ကဒီအမျိုးဘာသာသာသနာဆိုတဲ့ခေါင်းစဉ်အောက်မှာဒါသူတို့တက်ကြွတာလှုပ်ရှားနေကြတာပေါ့နော်အဲ့တော့သူတို့အဲ့လိုလှုပ်ရှားတဲ့အခါမှာ သူတို့ကဒီလက်ရှိပေါ့နော်လက်ရှိဒီခေအဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့ဒီစကောင်းဆောင်တွေပေါ့နော်အလုံးခေအဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့ဒီစကောင်းဆောင်တွေတီထောင်ထားတဲ့တီဆောက်ထားတဲ့အုတ်ချုပ်နေတဲ့ဒီစစ်တပ်ကြီးကိုဟလာကြော်ရိုးထားပြီးတော့ကြော်ရောက်နောက်ခံထားပြီးတော့မှသူတို့ကဒီသူတို့ရဲ့အမျိုးပါသာတာသနာဆိုတဲ့အမျိုးသားရေးကို လုံနိုင်မယ်လို့သူတို့ယုံကြည်ထားပုံရတယ်အဲလက်ရှိမှာလည်းဒီမဘာသားတွေကเนาะဒီစစ်တပ်ကိုပဲဒါကြောယူထားပြီးတော့เนาะကြောထောက်နောက်ခံပြုပြီးတော့ဒါအင်အားဖြစ်တစ်ခုယူပြီးတော့သူတို့တက်ကြွစာเนาะလှုပ်ရှားနေတာကိုမြေပြင်မှာလည်းကျွန်တော်တို့တွေအာတွေ့နေရတယ်เนาะတွေ့နေရတယ်အဲ့တော့ဒီအမျိုးဘာသာတာသနာတွေဒီခေတ်ဆက်ဆက်ဟလား အလုံးမဖြစ်ခဲ့တဲ့ဒီစကောင်းဆောင်တွေကိုဘာကြောင့်ရွေးချယ်ပြီးတော့လက်တွဲပြီးတော့လုပ်နေရလဲလို့သူတို့ရဲ့အမြင်တွေကိုကျွန်တော်ကဟလာအဲကျွန်တော်လည်းတစ်ချိန်ကเนาะဒါသူတို့နဲ့အတူတူလှုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဟလာသူတို့ရဲ့အမြင်တွေကိုကျွန်တော်လည်းတိတင်တလောက်တော့ဟလာတိထိုက်တလောက်တော့ကျွန်တော်သိတယ်အဲ့တော့ဒီမဘာသားတွေမြင်နေတာကဒီနေ့ဟလာ KSS အလုံးမဖြစ်ခဲ့တဲ့အာဒီစစ်ကောင်းဆောင်တွေဟာ အမျိုးသားရေးစိတ်သက်ရှိတယ်အမျိုးသားရေးကိုတစ္ဆာမဖောက်ဘူးလို့သူတို့ကယုံကြည်နေကြတယ်နော်တစ္ဆာမဖောက်ဘူးလို့သူတို့ယုံကြည်နေကြတယ်ပြီးတဲ့အခါကျတော့ဒီစစ်ကောင်းဆောင်တွေကပဲသူတို့ရဲ့ဒီဗုဒ္ဓဘာသာတာသနာကို ဖုံးကားအောင်လှုပ်ပေးနိုင်မယ်လို့သူတို့နော်အာထင်မြင်ယူဆကြတယ်အာယုံကြည်ကြတယ်ဗောဗျာเนาะအဲ့တော့ယုံကြည်ကြတယ်ဆိုတဲ့အခါကျတော့ သူတို့ရဲ့ဒီယုံကြည်မှုတွေသူတို့ရဲ့အမြင်တွေကိုဒီနေရာမှာဒီအချိန်မှာပေါ့နော်ဒါခေတ်ကာလဒါအချိန်နေနဲ့လဲဆိုင်တာပေါ့အချိန်ခါနဲ့လဲဆိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အချိန်ဒီခေတ်ကာလမှာသူတို့ရဲ့အမြင်တွေသူတို့ရဲ့ယုံကြည်မှုတွေဟာဟလာဘလောက်ထိမှန်ကန်မှုရှိလဲဘလောက်တောင်မှပဲလွဲချော်နေလဲဆိုတာကိုကျွန်တော်တို့ဒီနေရာမှာစမ်းစစ်ကြည့်အောင်နော်တစိ့ချင်းစီတစိ့ချင်းစီခွဲကြစိတ်ပြအာတုံးသက်ကြည့်အောင် အဆိုတဲ့အခါကျတော့ဒီသူတို့ကြောတော့နောက်ခံပြူထားတဲ့ဒီစစ်တပ်ပေါ့နော်စစ်တပ်ကဒါအများသိကြတဲ့အတိုင်းပဲအမျိုးသားရေးကိုသူတို့ဘရောမတစ္ဆာမဖောက်ဘူးလို့သူတို့ကဒါအမြဲတမ်းအာကြွေးကြော်နေကြတယ်အာဒုတာဝင်အရေးသုံးပါကိုအမြဲတမ်းအာဥထိတ်တန်နေကြတဲ့ဒါဒူတွေဖြစ်ကြတယ်နော်အဲ့တော့ဒုတာဝင်အရေးသုံးပါဆိုတဲ့ဟာကို ကျွန်တော်တို့အနေနဲ့ဒီနေရာမှာပြန်ပြီးတော့နှွေးကြည့်အောင်ဘာတွေလဲဒုတာဝင်အရေးသုံးပါကဟုတ်လားပြည်တော်စုမပြိုကွဲရေးအတိုင်းသာစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့နော်ခိုင်မြဲရေးဆိုတဲ့ဒီဒုတာဝင်ဟုတ်လားအရေးသုံးပါကိုဒါတို့ကြောရောက်နောက်ခံလောက်ထားတဲ့နော်စစ်တပ်ကနေပြီးတော့ဒါအမြဲတမ်းကြွေးကြော်နေတယ်အဲ့တော့ဒီမဘာတာတွေက ဒီအမျိုးသားရေးနဲ့ဒုတာဝန်အရေးသုံးပါကိုစစ်တပ်ကတကယ်လုပ်မယ်လို့သူတို့ကဟိုနေအခုချိန်ဒီပေါ့ဗျာနော်မြင်နေကြတော့ယူဆကြတော့ဒီအတွက်ကြောင့်လည်းကျွန်တော်ကဒီနေ့ဓာရီကိုခွဲခြင်းစိတ်ပြတုံးသက်ဖို့အတွက်ကိုဒီ like ကိုလွှင့်ရတာဖြစ်တယ်သူတို့ဒီလိုယူဆမျိုးအမြင်မျိုးမရှိဘူးဆိုလို့ရှိရင် ကျွန်တော်အနေနဲ့လည်းဒီနေရာမှာဓာရီကိုတက်ပြီးတော့အာပြောနေစရာမလိုဘူးပေါ့ဗျာနော်အဲ့တော့ကဲကျွန်တော်တို့သူတို့ရဲ့ဒီဒုတောင်ဝင်အရေးသုံးပါကိုကျွန်တော်တို့ ကြည့်လိုက်ရအောင်နော်အဲ့တော့ကြည့်လိုက်တယ်ဆိုတဲ့အခါကျတော့နံပါတ်1ဖြစ်တဲ့ပြည်တော်စုမပြူကွဲရေးပေါ့နော်တကယ်ပဲဒီနေ့ဒီခေတ်ဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့စစ်ကောင်းဆောင်တွေဒီကြွေးကြော်ထားတဲ့ပြည်တော်စုမပြူကွဲရေးဆိုတာနော်ဒီစစ်ကောင်းဆောင်တွေတကယ်ပဲလုံနိုင်တာကဲစဉ်းစားကြည့်အောင်နော်အပလိုနီးနေမှာသူတို့မလုံနိုင်မလုံနိုင်ခဲ့ဘူးလေဗျာသူတို့ဟစ်ကျွေးနေတဲ့ပြည်တော်စုမပြိုကွဲရေးလို့ထိတ်ဆုံးကတင်ထားတဲ့ ်ခေါင်းစဉ်ကြီးရဲ့ဘေးမှာဂွင်းစားဂွင်းပိတ်မှာเนาะကျွန်တော်တို့ရဲ့ပြည်တော်စုကြီးဒီအမြဲတမ်းပြိုကွဲပျက်စီးနေပါသည်လို့တော့မှာပဲထဲရအောင်မှာထဲရအောင်မှာเนาะအဲ့တော့ဒီတို့တင်လာတဲ့ဒုတောင်ဝင်ကြီးတုံးမှာပြည်တော်စုမပြိုကွဲရေးဆိုတဲ့ဟာကတကယ်တကယ်တမ်းပြောရလို့ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစပြီးတော့ဟလာတီထောင်တဲ့အချိန်ကလေးကနေပြီးတော့ကျွန်တော်တို့တိုင်းပြည်ဟာ အမြဲတမ်းပြိုကွဲနေတာဟလာအနော်ရီဒါမင်းတေသွားတဲ့အခါမှာဟလာချန်စစ်တာနဲ့ငရေမကန်းနေပြီးတော့ဟလာဆော်လူမင်းကိုအာနာတိန်နဲ့ပြေရင်းစစ်ဖြစ်တယ်နော်ဟာတခါချန်စစ်တာနဲ့ငရေမကန်းနဲ့ပြေရင်းစစ်ပြောရင်ရှည်သွားမယ်ဟလာအဲ့တော့ KSL like KSL like KSL like ကိုကျွန်တော်တို့တွေကကြည်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ပြည်တော်စုကြီးကနော်ဘယ်တော့ကမှဟိုပြည်တော်စုလို့တော့ပြောရတာဗျာတိလားကျွန်တော်တို့တေချာထပ်ပြီးတော့စဉ်းစားကြည့်ကြည့် ျွန်တော်တို့နိုင်ငံမှာเนาะဒီနေ့စစ်တပ်ကျွေးကြော်နေတဲ့ပြည်တော်စုဆိုတာမျိုးကဘယ်တော့မှမရှိခဲ့ဘယ်တော့မှမရှိခဲ့เนาะဒီကျွန်တော်တို့မြန်မာနိုင်ငံကို အင်္ဂလိပ်ကနေပြီးတော့ဟုတ်လားသုံးချိန်တိုင်တိုင်ကျူးကျော်ပြီးတော့เนาะနောက်ဆုံးတနိုင်ငံလုံးကိုတိမ့်ပိုက်တဲ့အချိန်မတိုင်ခင်အထိเนาะကျွန်တော်တို့ရဲ့ဒီမြန်မာဘရင်နေဟာဟုတ်လားဒီ ဒီဒီဒီနိုင်ငံရေးဒီတိတ်ပင်ဟုတ်လားဝေါ်ဟာရအရာနဲ့ဒီနေ့ခင်မှာဖွင့်ဆိုတဲ့ဟုတ်လားဖယ်ရယ်ဆိုတဲ့ဟာမျိုးเนาะယူနီယံဆိုတဲ့ဟာမျိုးကိုဘယ်တော့ကမှเนาะမတီးဆောက်နိုင်ခဲ့အဲ့လိုမတီးဆောက်နိုင်ခဲ့တဲ့အချိန်မှာပဲကျွန်တော်တို့တိုင်းပြည်ဟာအင်္ဂလိပ်ရဲ့အုပ်ချုပ်မှုလက်အောက်ကိုကျရောက်သွားတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတမိုင်းကိုเนาะမတူညီတဲ့အမြင်အခြားရှိတော့ကနေကြည့်လို့ရှိရင် ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်တော့မှပြည်တော်စုဆိုတာမရှိခဲ့နော်ဘယ်တော့မှပြည်တော်စုဆိုတာမရှိဘူးဒါကြောင့်မလို့ပြည်တော်စုမပြိုကွဲရေးဆိုတဲ့စကားဟာနော်ဘလို့ပြည်တော်စုမျိုးလဲဟုတ်လားကျွန်တော်တို့အင်္ဂလိပ်အုပ်ချုပ်ခင်ကနော်လက်ထက်ကပြည်တော်စုမျိုးလားနော်အဲ့လိုမျိုးဆိုလို့ရှိလို့ရှိရင်လေအဲ့ဒီအဲ့ဒီစတန်နဲ့နှိုင်းပြီးတော့ကြည့်မယ်ဆိုရင်ပြည်တော်စုကအပြိုကွဲနေတာပဲဘာဖြစ်လို့လဲဆိုတော့ ်နေတစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်ကဘာသဘောတူညီမှုမှာကျွန်တော်တို့တွေကအနေမရှိကြဘူးလေဗျာနော်အဲ့တော့အင်္ဂလိပ်အုပ်ချုပ်ပြီးအင်္ဂလိပ်အုပ်ချုပ်ပြီးနောက်ပိုင်းကျွန်တော်တို့စီမှာဘယ်တော့မှပြည်တော်စုဆိုတာမရှိခဲ့ဘူးအဲ့တော့မရှိတဲ့ပြည်တော်စုကြီးကိုပြည်တော်စုမပြိုကွဲရေးဆိုပြီးတော့ခေါင်းစဉ်တင်ပြီးတော့ထားတယ်ဆိုတဲ့ကကျွန်တော်တို့တွေကဒီအမြင်တွေဒီဟိုဥစားယုံကြည်မှုတွေကကျွန်တော်တို့တွေကလွဲမှားနေတယ် နော်လွယ်နှစ်လွယ်မှားနေလို့မပြောကြည့်ဘူးဗျာတားတားနင်းဖြစ်သွားမှာရင့်သွားမှာလွယ်နေလွယ်ချော်နေတယ်နော်လွယ်ချော်အဲ့တော့ကဲချီကြအောင်ဒိုင်းနာစီလုံးညီညွတ်မှုမပြိုကွဲရေးတဲ့ဒုတောင်ရေးတော့မှာမှာနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနော်တိုင်းရင်းသားတွေဘယ်တော့ငါစီလုံးညီညွတ်ခဲ့တာရှိဘူးလဲကဲကျွန်တော်တို့တစ်ချက်တော့ပြောကြည့်အောင်အတူတူဆွေးနွေးကြည့်အောင်ကျွန်တော်တို့တိုင်းပြည်မှာတိုင်းသားတွေဘယ်တော့ငါဟလာစီလုံးညီညွတ်ခဲ့တာရှိလဲ ဖေရုံးကမှမရှိဘူးနော်ဖေရုံးကမှမရှိဘူးဒီအနော်ဒါမြန်မာနိုင်ငံကိုစပြီးတော့တီထောင်တဲ့အချိန်ကနေပြီးတော့ဒီနေ့အချိန်ထိနော်တိုင်းသားချင်းချင်းဟာနော်တို့တို့တိုင်းသားအုပ်စုအုပ်စုတွေနဲ့တိုက်လို့ဗမာတိုင်းသားတွေနဲ့လည်းဟုတ်လားဒီလူများစုဖြစ်တဲ့ဗမာတွေနဲ့လည်းဒီလိုပဲဟိုတိုက်ခိုက်နေကြတာအချိန်လုံးပဲအခုချိန်ထိပဲနော်အဲ့တော့ဒီတိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲလို့ဒီတင်ထားတဲ့ဟာကြီးကလည်း လွဲနေတယ်အလွဲဆုံးကတော့ဒီတိုင်းသာအချင်းချင်းနော်ဟိုစီလုံးမှုမရှိတာညီညွတ်မှုမရှိတာလောက်ကိုကျွန်တော်တို့ကနားနယ်လို့ရခဏထားလိုက်အောင်နော်ကိုဒီဗမာတွေလူများစုဖြစ်တဲ့ဗမာတွေအချင်းချင်းဗမာတွေတဲမှာကိုပဲကျွန်တော်တို့ကစီလုံးညီညွတ်မှုမရှိခဲ့ဘူးဘယ်တော့မှဟုတ်လားဒီဗမာဘရင်တွေနော်အာမင်းဆွေမင်းမျိုးတွေဟုတ်လားမင်းညီမင်းသားတွေ တယောက်နဲ့တယောက်အာနာလူနေကြတယ်ဟုတ်လားတက်နေဖြတ်နေကြတယ်နော် တိုင်းပြည်ရဲ့အရေးရာကိုဟိုကောင်းကောင်းမွန်မွန်ဟုတ်လားမဆောင်ရွက်နိုင်ဘူးဟုတ်လားတကယ်ဟိုနေအနော်ရထာတို့လိုနော်အာဘီရင်တော်တို့လိုအလောင်းပြားတို့လိုဟုတ်လားအာဘီရင်တွေကတော့သူတို့ဘီရင်ဖြစ်လာတဲ့အခါမှာတတ်မှတ်ထားခဲ့တယ်သူတို့ရဲ့နှုတ်နဲ့တတ်မှတ်ထားခဲ့တဲ့ဥပဒေငါတည်လို့ရှိရင်နော်အာငါရဲ့အာသားတွေဖြစ်တဲ့အာဒီလူဒီလူဒီလူအစင်းစင်းနော်အာဘီရင်ဖြစ်စေလို့ထားခဲ့ပြီမဲ့ဒီဘီရင်တည်သားတဲ့အခါမှာ ။ငါအကိုဖြစ်တဲ့သူ၊ညီဖြစ်တဲ့သူ၊တူဖြစ်တဲ့သူဟုတ်လားမကျေနပ်တဲ့အခါကျရင်တစ်ခါတက်ကြဖြက်ကြအာနာတိန်ကြနဲ့။တိုင်းရင်သားစီလုံးညီညွတ်မှုကိုမပြောနဲ့ကျွန်တော်တို့ကနော်။ကိုယ်ဗမာ အချင်းချင်းရဲ့စီလုံးညီညွတ်မှုတော့မတီဆောက်နိုင်ကိုယ်ဗမာအချင်းချင်းရဲ့စီလုံးညီညွတ်မှုကလည်းကျွန်တော်တို့ကပြိုကွဲနေတာအဲ့တော့ဒီဒုတော်ဝင်အရေးသုံးပါမှာဆိုရပြည်တော်စုမပြိုကွဲရေးဆိုတာလဲလွဲချော်နေတယ်တိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာလဲ လွဲချော်နေတယ်เนาะကျွန်တော်တို့တိုင်းပြည်ရဲ့တမိုင်းချောင်းပေါ့เนาะတမိုင်းချောင်းပေါ်မှာမှန်ကန်တဲ့ချင်းကပ်မှုအမြင်အမြင်နဲ့တုံးတက်မှုနဲ့เนาะပေါ်ထွက်လာတဲ့မှန်မှန်ကန်ကန်ဟလာမြင်ပြီးတော့တုံးတက်ပြီးတော့ပေါ်ထွက်လာတဲ့အရာတွေမဟုတ်ဘူးပြည်တော်စုမပြိုကွဲရေးလို့တိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးလို့ဆိုတာเนาะကဲအဲ့တော့ဒုတာဝင်အရေးသုံးပါမှာဒီနောက်တစ်ချက်ဖြစ်တဲ့ဟလာ ချုပ်ချာအာနာတီတန်းခိုင်မြဲကြီးပေါ့ဗျာနော်အဲ့တော့အချုပ်ချာအာနာတီတန်းခိုင်မြဲကြီးကြောင်းပြောမယ်ဆိုလို့ရှိရင်နော်အချုပ်ချာအာနာနေအာနာတီတန်းခိုင်မြဲကြီးဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကနော်ဆက်ပြီးတော့နေဆွေးနွေးကြည့်တာပေါ့နော်အဲ့တော့အချုပ်ချာအာနာဆိုတာကလွတ်လပ်တဲ့လူမျိုးနော်ဟိုနေအမိခိုကင်းနဲ့အာလူမျိုးနဲ့တိုင်းပြည်ကိုကျွန်တော်တို့ကပြောတာဗျာနော်အဲ့တော့ဒီရေဘူးကပေါ့ဗျာနော်ဒီတိုင်းပြည်နဲ့ ကျွန်တော်တို့တိုင်းပြည်နယ်ကျွန်တော်တို့လူမျိုးဟာဟုတ်လားကိုယ့်ရဲ့လက်ထဲမှာနော်အချွေးမဲအာနာကိုပိုင်ဆိုင်ထားပြီးတော့နော်တိုင်းပြည်မှာရှိတဲ့ဟုတ်လားရေမြေလေးနယ်နိမိတ်အကျယ်အဝမှာရှိတဲ့နော်မိတင်းနေထိုင်တဲ့လူတွေအကုန်လုံးပေါ်မှာတက်ရောက်မှုရှိတဲ့ဥပဒေတွေကို ပြဋ္ဌာန်းပြီးတော့ဥပဒေအဲ့ဥပဒေတွေကိုအသက်ဝင်အောင်အကောင့်တွေပေါ်မယ်အာတိဆောက်မယ်နော်အဲ့အဲ့ဥပဒေတွေကို ဟုတ်လားခိုင်ခန့်အောင် လုပ်မယ်ဒီတဲ့ကောင်းမွန်လုပ်မယ်လုပ်နိုင်တဲ့ဒီအာနာပိုင်ဆိုင်မှုမျိုးကိုကျွန်တော်တို့ကဟိုအချုပ်ချာအာနာလို့ရေဘူးကနားလည်လို့ရတယ်နော်အဲ့တော့အချုပ်ချာအာနာပိုင်တဲ့နိုင်ငံတနိုင်ငံဟာဘာဖြစ်လဲလွတ်လပ်ရမယ်နော်လွတ်လပ်ရမယ်အမိကိုကင်းရမယ်ကိုတိုင်းပြည်ရဲ့လာဥပဒေတွေကိုအခြားပြည်ပတိုင်းပြည်တွေအခြားနိုင်ငံတွေကနေပြီးတော့နော်ဝင်ရောက်စွဖက် ဟာတက်ရောက်မှုမရှိအောင်မချဲလဲနိုင်အောင်အတွက်ကိုကျွန်တော်တို့တွေကဘာဖြစ်လဲအမိခိုကင်းရမယ်လွတ်လပ်ရမယ်နော်ဒါမှကျွန်တော်တို့ဟာအချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ဟုတ်လားဒီခေါင်းစဉ်နဲ့ကျွန်တော်တို့နေရညီမာပေါ့ဗျာနော်အဲ့တော့အခုလက်တွေ့ဖြစ်နေတဲ့ဟာတွေကို ကျွန်တော်တို့ဟုတ်လားမပြောခင်မှာနော်ကျွန်တော်ခုနကပြောခဲ့တဲ့အချုပ်အချာအာဏာပိုင်ဆိုင်တဲ့တိုင်းပြည်နဲ့လူမျိုးတစ်မျိုးဟာလွတ်လပ်မှု ရှိရမယ်အမိကိုကင်းမှုရှိရမယ်လို့ကျွန်တော်ပြောခဲ့တယ်เนาะအမိကိုကင်းမှလည်းကျွန်တော်တို့ကနေလွတ်လပ်မှလေဗျာဟုတ်တယ်ဗလားအဲ့တော့အမိကိုကင်းဖို့ဆိုတာကျွန်တော်တို့ကဘလို့အရာတွေကိုအမိကိုကင်းရမှာလဲကျွန်တော်တို့ထပ်ပြီးတော့เนาะခွဲခြမ်းစိတ်ပဲတုံးတက်ကြည့်အောင်เนาะအဲ့တော့အရာအလုံးကျွန်တော်တို့လူတွေမြင်နိုင်ပါတယ်ကျွန်တော်တို့လူသားတွေဟလာနေ့စဉ်ရှင်တန်နေထိုင်နိုင်မှုအတွက်ကျွန်တော်တို့မှစားနပ်ရိက္ခာလိုတယ်မဟုတ်ဘူးလား နော်အဲ့တော့ကျွန်တော်တို့ကဒီစားနေရိတ်ခါကိုဒီကိုနော်ဒီလိုအပ်တဲ့စားနေရိတ်ခါတွေကိုအမိကိုကင်းတဲ့လူမျိုးတစ်မျိုးတိုင်းပြည်တစ်ပြည်ဖြစ်ဖို့ဆိုလို့ရှိရင်အခြားတိုင်းပြည်တွေကိုကျွန်တော်တို့ကမှီခိုးစရာမလိုဘဲနဲ့အခြားတိုင်းပြည်တွေကစားနေရိတ်ခါတွေကိုကျွန်တော်တို့နိုင်ငံလေးကိုတင်သွင်းစရာမလိုဘဲနဲ့ကိုယ်တိုင်းပြည်ထဲမှာပဲဒီစားနေရိတ်ခါတွေကိုဖူလုံအောင်အတွက်ကို စိုက်ပျိုးပြီးတော့စားတောက်နိုင်တဲ့အမိကိုကင်းတဲ့ အရာမျိုးကိုစိုးလို့တာအဲ့တော့ကဲစားတဲ့ရိတ်ခါတွေကျွန်တော်တို့အမိခိုကင်းရမယ်နော်အမိခိုကင်းပြီးွားလို့ရှိလို့ရှင် နောက်ထပ်ပါလဲဒုတိယကဟလာစွန်းရင်လောင်စာစီဟလာစွန်းရင်လောင်စာစီလဲကျွန်တော်တို့အမိခိုကင်းရမယ်နော်အဲ့တော့စွိုင်းရင်လောင်သာစီဆိုတဲ့နေရာမှာစွိုင်းဆိုတာဟာလျက်စစ်ကအုံးရေအားရရလျက်စစ်လဲပါမယ်ဘာကြပါမိလျက်စစ်စွိုင်းရင်မော်ဗျာလောင်သာစီဒီပါမယ်ဟုတ်တယ်ဗလားအဲ့တော့ဒီနေ့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကိုကြည့်ကြည့်လိုက်လေဗျာ ဟုတ်လားကျွန်တော်တို့တိုင်းပြည်အခု27ရာစုတဝက်ထဲကိုကျွန်တော်တို့ဝင်လာဝင်ဝင်နေပြီဆိုတဲ့အချိန်မှာတော့မှပဲတနိုင်ငံလုံးမီးမလင်းတော့ခဏထားလိုက်အောင်မီးလင်းတဲ့နေရာတွေမှာတော့မှပဲ24နာရီအပြည့်ကျွန်တော်တို့ကမီးမရနိုင်ဘူးနော်အဲ့တော့စွိုင်းရင်အခြားဒီလောင်သာစီဆိုလို့ရှိလို့ရှိရင်လည်းဓာတ်စီဒီဇယ်ဟုတ်လားအာပြီးရင်တဘာဝတန်းငွေအကုန်လုံးကျွန်တော်တို့ကပြေပတိုင်းပြည်ကနေပြီးတော့ တင်သွင်းနေရတာအဲ့တော့အဲ့လိုမျိုးဒီစွိုင်းရင်လည်းလောင်စာမှာလည်းကျွန်တော်တို့ကဘာဖြစ်လဲအမိခို သူနာတိုင်းပြည်တွေကို အမိခိုလောက်နေရတယ်မိခိုနေရတယ်နော်အကဲအဲ့တော့စွိုင်းရင်လည်းအားရေကဲမိခိုပြီးွားပြီဆိုတဲ့အခါကျတော့ဘန်နာရေးဟလာဘန်နာရေးကိုဆက်ဆက်ကြည့်လိုက်ပါဗျာနော်ငွေချေးဘန်နာရေးအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့ငွေချေးဆိုတာပြောရလို့ရှိရင်ကဘာအောင်မှာ ဘာမှမဟုတ်ဘူးငွေကြေးခံမှမှုလည်းမရှိဘူးတန်မိုးလည်းမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ကစားနေရိတ်ကောရောစွန့်ရင်နဲ့လောင်စာစီရောအပြေပါကိုအခြားတိုင်းပြည်ကိုကျွန်တော်တို့ကမှီခိုရတယ်မှီခိုရတယ်ဆိုတဲ့အခါကျတော့သူတို့တိုင်းပြည်တွေကအဲ့ပစ္စည်းတွေကိုကုန်ပစ္စည်းတွေကိုကိုယ်တိုင်းပြည်တွေကိုတင်သွင်းတဲ့အခါဝယ်တဲ့အခါမှာကိုယ်ငွေကြေးနဲ့မဝယ်နိုင်ဘူးဟုတ်လားနိုင်ငံတကာငွေကြေးပဲပြောပြောအခြားတရုတ်ယွမ်ပဲပြောပြောအမေရိကန်ဒေါ်လာပဲပြောပြောဒီလိုငွေကြေးနဲ့ကျွန်တော်တို့တွေကဘာဖြစ်လဲ ဝယ်ယူနေရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘန်နာရေးစနစ်ငွေကြေးစနစ်ဆိုတာလေသူများတကာတွေကိုမိခုံနေရတာကျွန်တော်တို့ကအမိခုံမကင်းဘူးသူများတကာတွေကိုအမြဲတမ်းမိခုံနေရတယ်ပြီးရတဲ့ကြရင်တိုင်းပြည်ရဲ့ကျွေးမိတွေအကျွေးတွေဟုတ်လားဒီတိုင်းပြည်ရဲ့ဒီအကျွေးတွေဆိုလို့ရှိလို့ရှိရင်လေအများကြီးပဲအဲ့ဒီအကျွေးတွေကိုပြန်ပြီးတော့ကာနိုင်ဖို့အတွက်ကျွန်တော်တို့တိုင်းပြည်မှာအခြားလိုအပ် တဲ့စီးပွားရေးပညာရအခြားလိုအပ်တဲ့ဟာတွေကျွန်တော်တို့တိုင်းပြည်မှာဘာတစ်ခုမှမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ကစားနေရိတ်ခါဟုတ်လားစိုင်းရင်လည်းလောင်စာစီဟုတ်လားဘန်နာငွေချေးစနစ်ကျွေးမီစနစ်အားလုံးဟာဘာဖြစ်လဲမိခိုနေရတယ်เนาะအမိခိုဘဝနေပြီးတော့ကျွန်တော်တို့ဘလို့မှမကင်းဘူးအခုဆိုကျွန်တော်တို့တိုင်းပြည်ဒီနေ့လေပတ်နေတဲ့ဟုတ်လားငွေတွေเนาะ အာကျွန်တော်တို့တိုင်းပြည်ဒီကျွန်တော်တိုင်းပြည်မဟုတ်ဘူးဗျာဒီခေတ်ဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့ဒီစစ်ဘုတ်ချုပ်တွေဟုတ်လားဟိုနေဂရာဗီတို့လိုဆရန်ဟူစိန်တို့လိုဘွားမျိုးမရောက်ဖို့အတွက်ကိုတရုတ်ကြီးကသူ့ရဲ့ငွေတွေနဲ့နေလောင်းထည့်နေတာအခုကနော်လောင်းထည့်နေတဲ့အတွက်ဒါအခုလောက်အချိန်ထိသူတို့တွေခံနေတာအဲ့တော့အဲ့လိုမျိုးလောင်းထည့်လို့တရုတ်ကလည်းအလကားတော့အလကားလောင်းထည့်တာမဟုတ်ဘူးပြန်ရစရာတွေဘာသာချုပ်တွေရှိလဲမသိဘူးထားပါဗျာအမိခိုးပြောပြကျွန်တော်တို့ကသူများတွေကအမိခိုးနေရတာအဲ့တော့အဲ့ဒါပြီးတော့ကျွန်တော်တို့ရေးနော် ရေမှလည်းကျွန်တော်တို့ကအမိကိုကင်းရမယ်ရေချောင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တွေဟုတ်လားရေချောင်းပြဿနာတက်နေတဲ့တိုင်းပြည်တွေကမ္ဘာပေါ်မှာအများကြီးပဲဟုတ်လားကက်ရှမီးယားအီဂျစ်အီသီယိုးပီးယားသဘောထားနော်အဲ့တော့ရေမှလည်းကျွန်တော်တို့ကအမိကိုကင်းရမယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာမြစ်တွေပေါ်ပါတယ်ဟုတ်ပါတယ်ချောင်းတွေပေါ်ပါတယ်ရေတွေရှိပါတယ်နော်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ပဲဒါတွေကိုအနာဂတ်မှာဟုတ်လားအမိကိုကင်းကင်းနဲ့ဒီလိုဆက်လက်နေနိုင်မလားပြန်ကြည့်လိုက်လေဗျာ ဟုတ်လားအခုမြစ်စုံလူစီမံကိန်းမျိုးဟာအစเนาะထားလိုက်ပါတော့ဒါစီမံကိန်းကြီးအများအမြင်နဲ့စီမံကိန်းကြီးကျွန်တော်တို့ရဲ့ဒီမြစ်တွေမြစ်တွေချောင်းတွေမှာတရုတ်တွေစောက်ထားတဲ့ဟုတ်လားနောက်အခြားဒီထိုင်းလိုပါတို့เนาะပါမှာပေါ့သူတို့စောက်ထားတဲ့ဒီဆယ်တွေ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 ဟာအခုဆိုတိုင်းပြည်မှာအများကြီးပဲနော်ကျွန်တော်တို့ AR မြစ်ကြီးကတောင်ထုံးနေပြီကျွန်တော်တို့ကမြစ်နေမြစ်တောင်ထုံးနေပြီစတောင်းမြစ်တောင်ထုံးနေပြီရေစည်းရလာတွေမကောင်းတော့ဘူးနော် ညာရမဲခေါင်ညစ်လို့ဗောဗျာမဲခေါင်ညစ်ကြည်ဟုတ်လားဗီယက်နမ်ဟုတ်လားလာအိုကမ်ဘောဒီးယားမြန်မာဟုတ်လားဒီလိုမျိုးစီးဆင်းနေတယ်ဆိုပေမဲ့ဟုတ်လားဗီယက်နမ်ကသူ့ရဲ့အထက်ကနေပြီးတော့သူကအဲ့လိုဆယ်တွေဆောက်တမန်တွေဆောက်လုတ်ချင်ရတွေလုတ်တဲ့အခါမှာအောက်မှာရှိတဲ့ကမ်ဘောဒီးယားတို့လောက်အကုန်ဒုက္ခရောက်အကုန်ရေရေကိုတော့ပြရနော်အခုကျွန်တော် တို့တိုင်းပြည်မှာရှိတဲ့မြစ်တွေချောင်းတွေဆိုတာလေအဲ့ဒီလိုမျိုးဖြစ်နေပြီ နော်ဒီလိုမျိုးဖြစ်နေပြီအဲ့တော့ပြီးတဲ့ခါကျရင်ဒီ unit တွေချောင်းနေရလဲကျွန်တော်တို့တိုင်းပြည်မှာ rule and regulation မရှိတဲ့ခါကျတော့ဒီတရုတ်ကုမ္ပဏီတွေကလာတဲ့အခါမှာသူတို့လှုပ်ချင်လို့လှုပ်တာမြောင်းပုတ်တွေရေပုတ်တွေချောင်းနေတဲ့မှာ chemical တွေပစ္စည်းတွေဟုတ်လားအကုန်လုံးအဲ့တော့ဒီရေမှာလဲကျွန်တော်တို့ကအမိခိုကင်းမှုအတွက်ကတော်တော်လေးကိုကျွန်တော်တို့ဟိုစဉ်းစားရမယ့်အချက်ဖြစ်နေအမိခိုကင်းတယ်လို့တော့ပြောလို့မရတော့เนาะ စာနေရိတ်ခါစွန့်ရင်လောင်စာစီဟုတ်လားဗန်နာရီငွေချေးစနစ်အပြီးတဲ့ခါကျရင်ရေးနော်အပြီးတဲ့ခါကျရင်နီးပညာဟုတ်လားဤပညာဆိုရင်ပြောမနေပါနဲ့တော့ဗျာဟုတ်တယ်ဟုတ်လားသူကိုယ်တိုင်းကြီးကထွက်တဲ့ဘာမှအဟာရမရှိတဲ့ဒင်းင်းသီးကိုတော့မှပဲဟုတ်လားထိုင်းရနေပြီးတော့စိမ့်နေဝယ်ဝယ်ပြီးတော့ဗာဖြစ်လေသူတို့ကသူပုံစံမျိုးမျိုးနဲ့စီပွတ်ပြီးတော့အပြေပဗမာရီအများဆုံးရှိတဲ့တိုင်းပြည်တွေကိုသူတို့တင်ပို့ကြတယ် နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကတရုတ်စီးပွားရေးတွေယူပြီးလဲပတ်နေတဲ့အတွက်ကြောင့်မလို့တရုတ်တွေကမြန်မာပြည်ကထွက်တယ်ဘာဖြစ်လဲဒီကုန်ပစ္စည်းတွေကိုသူတို့နိုင်ငံတကာကိုတင်ပို့နိုင်မှုအတွက်နီးနူးနဲ့သူတို့လုပ်တယ်ရင်းနှီးနှုံးနယ်မှုတွေလုပ်ပြီးတော့သူတို့ထုတ်လုပ်ပြီးတော့အမေရိကန်တို့အခြားတိုင်းပြည်ကျွန်တော်တို့တိုင်းပြည်တွေကိုဟုတ်လားတင်ပို့တယ်တရုတ်တွေကိုလည်းဒီမှာလာတယ်လာပြီး grocery store တွေမှာဟုတ်လားနင်းလုပ်နင်းဖြစ်ကြတယ်သူတို့ဟို marketing လုပ်ကြတယ်ပစ္စည်းတွေတင်ကြတယ်ဟုတ်လားရောင်းဝယ်ဖောက်ကဒါမှသဘောထားပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့တွေက ဒီအခြေခံဖြစ်တဲ့စာကိုတိုင်းပြည်ရထွက်တဲ့စာနဲ့ရိတ်ခါတွေဟိုတော့သူတို့ကတိုင်းပြည်ကိုကိုယ့်ရဲ့ဤပညာနဲ့နော်ထုတ်လုပ်နိုင်တဲ့အနေအထားမှာမရှိဘူးနော်ဤပညာဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ကအကုန်လုံးကိုမှီခိုနေရတာကျွန်တော်တို့ကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့လက်ထဲမှာဟုတ်လားဘာဤပညာမှာမရှိဘူးနော်ကဲအကောင်းကြီးဤပညာမှာလဲကျွန်တော်တို့ကသူနာတွေကိုနော်မှီခိုနေရတယ်အမိကိုမကင်းဘူးပေါ့ဗျာနော် အာကဲလုံအားကုံထုတ်လုံမှုတွေကြတော့လုံအားနဲ့ကုံထုတ်လုံမှုတွေကြတော့ကျွန်တော်တို့သူသားတွေကတွေကိုမိခိုနေရတာပဲဟုတ်လားကျွန်တော်တို့တိုင်းပြည်မှာခေတ်စနစ်နဲ့ညီတဲ့သူသားတွေလို့သူသားတိုင်းပြည်ရဲ့စီးပွားရေးရေမောင်းတိုင်းတိုင်းရှင်ပြိုင်မှုတွေ competition တွေလုပ်နိုင်ဖို့အတွက်ကျွန်တော်တို့တိုင်းပြည်မှာ scale level တွေလုံအားတွေလုံသားတွေမရှိဘူးเนาะ ပြီးတဲ့အခါကျရင်ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့လူတွေကအခုဆိုလို့ရှိရင်နော်တက်တန်းတွေတူကြတယ်ဟလာယောဂဗျာတွေအလွန်အမတန်မှနော်အာများကြတယ်နော်အာများကြတယ်ဆိုတဲ့အခါကျတော့ဒီလှုပ်အားပေါ်ဗျာအလုပ်တစ်ခုလှုပ်ဖို့အတွက်ကိုဟလာအမှန်တနေ့မှာကျွန်တော်တို့တိုင်းပြည်မှာဆိုအနည်းဆုံး7နာရီကနေ10နာရီလောက်လှုပ်တယ်သဘောထားပေါ့အဲ့တော့ကျမ်းမာရေးမကောင်းတဲ့ လူတွေဟုတ်လားမတန်ဆွမ်းတဲ့လူတွေဟုတ်လားအာအာပညာမတတ်တဲ့လူတွေစကိန်းမရှိတဲ့လူတွေကြီးပဲများနေလောကမှာလည်းကျွန်တော်တို့ကတရုတ်တွေလာရင်တရုတ်တွေကသူတို့အင်ဂျင်နီယာနဲ့လုပ်မယ်ကိုရီးယားတွေလာရင်ကိုရီးယားတွေကသူတို့အင်ဂျင်နီယာနဲ့လုပ်မယ်သူတို့အလုပ်သမားတွေနဲ့သူတို့လုပ်မယ်တဘောပြောပြတာနော်အဲ့တော့ကျွန်တော်တို့ကလောအားနဲ့ကုန်ထုတ်လုပ်မှုဘိုင်းမှာလည်းအမိခိုးမကင်းဘူးဗျသူများတဲ့ကောင်ကိုတရားရာဂိုင်းလုံးနှီးပါမိခိုးနေရတာနော်ကဲအဲ့ဒါတွေမိခိုးပြီးဆိုမိခိုးတဲ့ပြီးပြီပေါ့ဗျာ ကျန်တဲ့ဟာတွေကြည့်အောင်ဘာသာစကားဟုတ်လားစာပေအမှုပညာဂီတဟုတ်လားယဉ်ကျေးမှုနော်အများအကုန်လုံးပေါ့ဗျာနော်အဲကျွန်တော်တိုင်းကသူများတဲ့ကတွေမိကုန်နေရတာပဲဘာသာစကားစာပေယဉ်ကျေးမှုအမှုပညာဂီတအကုန်လုံးဟုတ်လားအဂီတဆိုလို့ရှိလို့ရှိရင်လေကိုယ့်အနေကိုကိုယ်ပိုင်တန်ရှင်ဆိုလို့ရှိလို့ရှိရင်မပေါ့မှာဆိုတဲ့အတွက် နိုင်ငံသားတချင်းတွေကိုပဲကျွန်တော်တို့က copy လုပ်ပြီးတော့စုံနေရတာကျွန်တော်တို့တိုင်းပြည်ကကျွန်တော်တို့ငကိုနှစ်ပေါင်း200လောက်ကရှိခဲ့တဲ့ယဉ်ကျေးမှုတွေเนาะဒီဂီတမှာရှိခဲ့တယ်ဟုတ်လားလေးဂျိုးဒွေးဂျိုးဘာပဲပြောပြပတလားနဲ့တီးတယ်ဟုတ်လားဆိုင်းနဲ့တီးတယ်ကိုဝိုင်တန်စင်တွေကျွန်တော်တို့ဝိုင်နဲ့ကျွန်တော်တို့ကိုရီးယားလိုရောဗျာ K-pop တွေကိုရီးယား movie တွေလိုမျိုးကျွန်တော်တို့မလုံနိုင်ဘူးမရှိနိုင်အဲ့တော့ကျွန်တော်တို့ရဲ့ဘာသာစကားတွေစာပေတွေယဉ်ကျေးမှုတွေအမှုပညာတွေဂီတတွေကြားတွေပါးတွေညာတွေအကုန်လုံးက မိခုံနေရတာဘာတကူးမှ အမိခုံမกินဘူးနော်ကဲအဲ့တော့ကျွန်တော်တို့နင်းမော်ဗျာစကားလမ်းကြောင်းနင်းမော်နော်ခုနကဒီဒုတောင်ရဲ့အရေးတုံးမောက်ပြန်ပြီးတော့သွားကြတာပေါ့ကျွန်တော်ပြောခဲ့လို့ပြည်တော်စုမပြုတ်ကွဲတိုင်းသားစီလုံးညီညွတ်မှုမပြုတ်ကွဲဟဟလာဘာတကူးမှမညီဘူးလွဲချော်နေတယ်မြင်နေအမြင်တွေကလည်းလွဲချော်နေတယ်တုံးသက်မှုတွေကလည်းလွဲချော်နေတယ်အတွက်ကြောင့်မို့ကျွန်တော်တို့အဲ့နှစ်ချက်မှတွေဟာ သွားနေပြီအဲ့တော့အချုံချာအာနာတီတန်းခံရရင်မှကျွန်တော်ပြောခဲ့တယ်เนาะအချုံချာအာနာတီတန်းခံရရဲဆိုတာဟုတ်လားပြည်ရင်းပြည်ပဟုတ်လားတိုင်းမှာရှိတဲ့အာနာပိုင်နိုင်ငံနိုင်ငံတော်ပေါ့ဗျာเนาะကာနေပြီးတော့ဥပဒေတွေရေးဆွဲပြထမ်းမယ်เนาะအဲ့ဥပဒေတွေကိုအသက်ဝင်အောင်အကောင့်တွေပေါ်နိုင်မယ်အခြားတိုင်းပြည်တွေကဝင်ရောက်စွပ်ပတ်မှုမရှိရဲချဲလယ်မှုမရှိရဲလွှမ်းမိုးမှုမရှိရဲနိုင်ငံသားရေးပေါ်လစီတွေ ဟုတ်လားချမှတ်နိုင်မယ်ဒါမှအဲ့လိုအဲ့ဒီတိုင်းပြည်အဲ့ဒီအစိုးရအဲ့ဒီနိုင်ငံဟာအချုပ်အခြာအာဏာပိုင်တဲ့တိုင်းပြည်လို့ကျွန်တော်တို့ကပြောလို့ရမယ်ဟုတ်လားအဲ့တော့အဲ့လိုအချုပ်အခြာအာဏာပိုင်မှုအတွက်ဘာဖြစ်ရမလဲကျွန်တော်တို့ကလွတ်လပ်ရမယ်နော်အဲ့တော့အဲ့လိုလွတ်လပ်ဖို့အတွက်ကျွန်တော်တို့ဘာဖြစ်ရမလဲအမိကိုကင်းရနော်အမိကိုကင်းရမယ်အဲ့တော့အမိကိုကင်းလားမကင်းလားဆိုတော့ခုနကျွန်တော်ပြောခဲ့တဲ့ဇာနယ်ရိတ်ခါစွန့်ရင်လောင်စာစီနော်ရေဤပညာ လောအားနဲ့ကုံထိုးလုံးမှုစာပေဂီတယဉ်ကျေးမှုအမှုပညာဘာသာစကားအကုန်လုံးဟာကျွန်တော်တို့ဟာသူများတကာတွေကိုမိခိုးနေရတာနော်အဲ့လိုအရာအားလုံးကိုဟုတ်လားဘကုနာတခုကြံနေသေးရဲ့ဘန်နာရင်းဘန်နာရင်းဟုတ်လားငွေချေးစနစ်ဘန်နာရင်းနဲ့ငွေချေးမိခိုးနေရအဲ့တော့အကုန်လုံးကိုနော်သူများတကာကိုမိခိုးနေရတယ်ဆိုတဲ့အခါကျတော့လွတ်လပ်မှုဆိုတာ ဘလို့လို့ရှိမှလဲဟုတ်တယ်ဗျလွတ်လပ်တဲ့လူမျိုးတစ်မျိုးလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံလွတ်လပ်တဲ့လူသားတစ်ယောက်ဟာအမိကိုကင်းရမယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာအမိကိုမကင်းဘူးအမိကိုမကင်းတဲ့အတွက်မလွတ်လပ်ဘူးမလွတ်လပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စီမှာအချုပ်ချာအာဏာဆိုတာလုံးဝမရှိဘူးလုံးဝမရှိဘူးเนาะအဲ့တော့ဒီနေ့ KSS အလုံးမပြည့်ခဲ့တဲ့ဒီခေါင်းဆောင်တွေ ွေးကြော်ထားတဲ့မူဝါဒเนาะသူတို့ရဲ့ဟိုနည်းမော်ဗျာဟိုရီမန်ချက် vision ပေါ့เนาะအမစ်ရှင်ပေါ့သဘောထားပေါ့เนาะပြည်တော်တို့တောင်းရင်အရေးတော့မှပြည်တော်စုမပြိုကွဲရေးတိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတာအလကားအမိုက်အစောဘာတစ်ခုမှမหนีဘူးကျွန်တော်တို့ဒီနေ့ဖြစ်ပြနေတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိအခြေအနေနဲ့